ကိုကဲအကောင်ရှိနေပြီသားလားအဲ့ဒါလွယ်ပါတယ်ကိုကဲအကောင်သုံးတက်ပြီးသားပါလို့ထင်းနေနော်ခဏလောက်စဉ်းစားကြည့်ပါကိုရဲ့ကိုကဲအကောင်ကိုဟက်ကာတွေအန်ဒီရယ်ကနေအလုံးစုံသုံးကာကွယ်နိုင်နေပြီလားဒါမှမဟုတ်ကိုကဲရဲ့အလန်းစား feature တွေအကုန်လုံးကိုသုံးတက်နိုင်နေပြီလားဒီနေ့ဗီဒီယိုမှာတော့ Google အကောင့်မရှိသေးတဲ့သူတွေအတွက် Google အကောင့်ဖွင့်ပြီးအစစ်အစင်ကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်တယ်လို့အခုလက်ရှိ Google အကောင့်အသုံးပြုနေတဲ့သူတွေအတွက်ကိုလည်း ကိုယ့်ရဲ့လုံခြုံရေးကိုဘယ်လိုမျိုးအမြင့်ဆုံးဖြစ်အောင်ပြင်ဆင်ရမလဲ Google ရဲ့ feature တွေကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကိုတနေရာထဲမှာအစားဆုံးသိရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ Google account ကိုအလုံးကျုံဆုံးနဲ့အစင်မြင့်ဆုံး feature တွေကိုအသုံးပြုနိုင်ခြင်းနဲ့ဆိုရင်တော့ဒီ video ကိုအစားဆုံးထိကြည့်လိုက်ပါ ကိုယ်ခဲအကောင့်ဖွင့်ဖို့အတွက်ဆိုနေရာနှစ်ခုကနေဝင်ဖွင့်လို့ရတယ်။နံပါတ်1တက်ချက်အနေနဲ့စတင်တဲ့ရကနေဝင်ဖွင့်လို့ရ။နံပါတ်2တက်ချက်အနေနဲ့ကိုယ်ခဲ sign up ကနေလည်းဝင်ဖွင့်လို့ရတယ်။ဒီနေ့မှာတော့အလွယ်ဆုံးနည်းဖြစ်တဲ့စတင်တဲ့ရကနေဝင်ဖွင့်တဲ့နည်းကိုပဲပြောပြမှာဖြစ်တဲ့စတင်တဲ့ကိုတစ်ချက်ဝင်လိုက်မယ်။အောက်ဆုံးကိုတစ်ချက်ဆွဲပြီးတော့မှ additional setting ရှိတယ် additional setting တွေကိုတစ်ချက်ဝင် အောက်ကိုနည်းနည်းဆွဲပြီးတော့မှ account and scan ဆိုတာရှိတယ်အဲ့ဒါတစ်ချက်ဝင် app account ကိုဝင် okay ကိုဝင် ဒီမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ email or phone ကကြတော့ကို့မှာလက်ရှိရှိနေပြီးသား gmail တွေအတွက်ကိုဝင်ဖို့အတွက်ကိုပေးထားတာဒါမှမဟုတ်တခြား email တခုခုကိုဝင်ဖို့အတွက်ပေးထားတာကိုကတော့ဒီဘက်မှာ Google account အသစ်တခုကိုစတင်ဖွင့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ create account တစ်ချက်နဲ့အဲ့ဒီမှာနှစ်ချက်ပေါ်လာတယ်ပေါ့နော် for my personal you နဲ့ forward all my business ဆိုပြီးနှစ်ချက်ပေါ်ဒီမှာနှစ်ချက်ကကြတော့ for my personal you ကကြတော့ကို့အနေနဲ့ပတ်စံပေးကြမလို့ဘူး Google ကနေပြီးတော့ထုတ်ပေးထားတယ် gmail account တခုကိုအလွယ်တကူယူလိုက်လို့ရတယ်အဲ့ဒီထက်ကနေပြီးတော့မှကို့အနေနဲ့တခြားသုံးချင်တဲ့ feature တွေ Google feature အကုန်လုံးကိုသုံးလို့ရတယ် ံပါတ်2တစ်ချက်အနေနဲ့ကတော့ for what online business ။ဒါခါကျတော့သူ့အနေနဲ့ကြီးပိုင်းလုပ်ငန်းလူတွေအတွက်ကိုအဓိကရည်ရွယ်ပြီးတော့ထုတ်ပေးတာ။ဒီမှာဘာတွေပါမလဲဆိုလို့ရှိရင်ကို့အနေနဲ့ပုံမှန်ကျွန်တော်တို့ဂျင်ဘေးကောက်ဖွင့်တဲ့အခါမှာဆိုလို့ရှိရင်တော့အရှိအဟာကိုလည်းနာမည်ဒါမှမဟုတ်ကိုဖားခြင်းနဲ့ အစားတခုအမှ @gmail.com လို့ပါဒါပေမဲ့ forward all my business ကိုတွားပြီးတော့ယူလိုက်မယ်ဆိုလို့ရှိရင်နောက်ကတုံးတဲ့ domain gmail ဆိုတဲ့ domain နေရာမှာသူကကို့အနေနဲ့ company ဖွင့်ထားလဲဆိုတော့ company ရဲ့ဒါနာမည်ပေါ့နော်ကိုထားခြင်းနဲ့အကြောင်းအရာတခုကို gmail နေရာမှာတွားထားလို့ရတယ်အဲ့ဒါကတော့ forward all my business ကနေတွားပြီးတော့လုပ်ပြီးတော့ပတ်စံပေးပြီးတော့တုံးမယ်ဆိုလို့ရှိရင်နော်ဒီဒီအကြောင်းအရာကိုတုံးလို့ရတာပဲဖြစ်ပါတယ်အဲ့ဒီပြင်ကိုမှမှာကို့အနေနဲ့ဒီနောက်က domain တွေကိုထပ်ပြီးတော့မှအကောင့်နေပေါ့နော်သူတက်မှတ်ချက် alike သူပတ်စံပေးတဲ့ like ပေါ်မူတည်ပြီးတော့မှအများကြီးထပ်ပြီးထုတ်ဝေပြီးတော့မှ account တွေ create လုပ်လို့ရတာဖြစ်ဒါကတော့ကျွန်တော်အနေနဲ့ဖုန်းထဲမှာဝင်တဲ့အခါဆိုလို့ရှင်တော့ဒီနှစ်ချက်ပဲပေါ်မှာဖြစ်တယ်ဒါပေမဲ့ကိုက Google sign up account ကနေပြီးတော့တွားဝင်မယ်ဆိုလို့ရှင်တော့အချက်၃ချက်ပေါ်လိမ့်မယ်နံပါတ်၃တစ်ချက်ကကျတော့ဖုန်းမှာချိန်ပြီးကိုယ့်ရဲ့ကလေးတွေအတွက်ကို account တစ်ခုဖွင့်ပေးခြင်းလဲဆိုလို့ရှင်တော့ Google sign up ကနေတွားခွင့်ပေးလို့ရတယ်ဘယ်လိုမျိုးသုံးဝင်လဲဆိုလို့ရှင်ကိုကကိုသားသမီးတွေကိုဖုန်းပေးသုံးလိုက်တယ်ဒါပေမဲ့ for my personal you အနေနဲ့ account ဖွင့်ပေးလိုက်တာတော့အဆင်မပြေဘူးသူတို့ကို for my chain account ဖွင့်ပေးလိုက်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့ account ကနေပြီးတော့မှကိုယ့်ရဲ့သားသမီးတွေကိုအများကြီးတွားပြီးတော့စီမံခန့်ခွဲလို့ရတယ်အဲအဲ့ဒီတော့ကြောင့်မလို့ကလေးတွေ ည်းပတ်သက်ပြီးတော့တော့မှတခြားမဝင်သင့်တဲ့ website မျိုးတွေတခြားကလေးတွေအတွက်အဆင်မပြေတာတွေအကုန်လုံးကိုလည်းဒီ Google account ကနေပြီးတော့တော့တန်းပြီးတော့စီမံသွားလို့ရတာဖြစ်တယ်ဒီမှာတော့ကျွန်တော်တို့နေကတော့ for my personal use ကိုပဲအသုံးပြုပြီးတော့ဝင်လိုက်ပါမယ် for my personal use ကိုဝင်လိုက်တဲ့အခါမှာဆိုလို့ချင်း first name နဲ့ last name ဆိုပြီးတော့နှစ်မျိုးထည့်ရမယ်ပေါ့နော် first name မှာတော့ကျွန်တော်က ace နောက်က last name မှာတော့ channel A channel ဆိုပြီးတော့တော့ပဲ account ဖွင့်လိုက်မယ်ပေါ့နော်။အဲပြီးသွားပြီဆိုလို့ရှင်ကိုယ့်ရဲ့နာမည်ပေးပြီးသွားပြီဆိုတော့ name ကိုတစ်ချက်နှိမ့်လိုက်ပါ။ဒီဘက်မှာကိုယ့်ရဲ့ငွေသက်ကလေးကိုထည့်ပေးဖို့လိုတယ်။ဒီမှာတစ်ချက်တတိထားမှာဒီကိုဒီဒီ form my personal you ကိုအသုံးပြုမယ်ဆိုလို့ရှင်သက်ဆက်ရှင်နဲ့ပြည့်ပြီးသားလူတွက်ပဲသုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရီးယားကတော့အသက်ဆက်ရှင်နဲ့ပြည့်ပြီးသားပဲဖြစ်ရလိမ့်မယ်။အောက်ကဂျန်နာကိုတစ်ချက်နှိမ့်ပြီးသွားတော့မှာကိုယ့်အနေနဲ့ရွေးချယ်စရာ၄မျိုးရှိတယ်။ offy မီကတော့ main ကလေးတွေအတွက်မေးကတော့ယောက်ျားလေးတွေအတွက် rather not စီကတော့ကျွန်တော်ဘာမှမပြောလို့ဘူး။နောက်တစ်ခုက caster ကတော့ကိုကြိုက်နှစ်သက်ရပါဘောနော်။ဒီမှာတော့ကျွန်တော် မေးဆိုပြီးထည့်လိုက်မယ် next ထည့်လိုက်မယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ကျွန်တော်ရဲ့နာမည်ပုံမူတည်ပြီးသွားတော့မှာကိုကဲ account နှစ်ခုကိုပေးတယ်ကိုကပုံမှန်ဒီကိုကဲ account နှစ်ခုကကို့အတွက်အဆင်ပြေတယ်ဆိုရင်တော့တစ်ခါလေးပေါ့နော်ယူပြီးတော့သုံးသွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးလောက်တာကိုတော့အမပေးဘူးကိုကအောက်မှာ create your own gmail address ပေါ့ကို့ရဲ့ gmail လိပ်စာကိုကို့အောက်ဖန်တီးလို့ရ create your own gmail address ကိုတစ်ချက်နှိပ်မယ်ဒီမှာဗာနှိပ်မလဲဆို is.channel.mm@gmail.com ဒီကျွန်တော်ဖွင့်ပြီးသားဒါပေမဲ့အဲ့ဒါကိုကျွန်တော်တစ်ချက်ပြန်ရိုက်ထည့်ကြည့်မယ် next ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူ့အနေနဲ့ဖွင့်ပြီးသား gmail ဖြစ်တဲ့အတွက်ကြောင့်မလို့မပေးတော့ ဘူးအဲ့ဒါကြောင့်မလို့ဘာလုပ်မလဲဆိုရင် ace.channel.mm 2025ဆိုပြီးတော့မှထည့်လိုက်တယ်။ Nash password ထည့်တဲ့အပိုင်းမှာဆိုလို့ရှိရင် password ဒီသူကကိုယ့်ရဲ့ငွေတက်ကရစ်တွေကိုယ့်ရဲ့မှတ်ပုံတွေနံပါတ်တွေကိုယ့်ရဲ့ဖုန်းနံပါတ်တွေထည့်တာမျိုးကတော့အဆင်မပြေဘူး။ကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုယ့်ရဲ့ငွေတက်ကရစ်တွေဆိုတော့အများဆုံးအဖြစ်ဟိုအချက်လက်ကရှာရလွယ်တယ်ပေါ့နော်။အဲ့တော့ကြောင့်မလို့ကိုယ့်ရဲ့ဒီ password မှာအဲ့ဒါတွေထည့်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့် account ချိုးပေါက်မှုကအရန်လွယ်တယ်။အဲ့တော့ကြောင့်မလို့တော့မထည့်နဲ့။ဒါမှဆိုလို့ရှိရင်သူ့အနေနဲ့ပါရမှာဒီနံပါတ်ပါရမယ်။လက်တာအကြီးပါရမယ်။လက်တာအသေးပါရမယ်။နောက်တစ်ခါ special letter special letter ဆိုတာကြတော့ကျွန်တော်တို့ဒီအခု subscribe မှာပြထားတဲ့အတိုင်းပဲ။ဟို aslo information map တို့နောက်တစ်ခါဒီလိုမျိုး share တို့ dollar sign တို့ percentage တို့ဒီလိုမျိုးတွေကကျတော့ကျွန်တော်တို့က direct special letter ဆိုပြီးတော့မခေါ်တယ်ဒီမှာဆိုရင်တော့ special letter အနေနဲ့ add ကဲနောက်တစ်ခါ percentage ကဲကျွန်တော်မခုတ်ထည့်ထားတယ်နေ gmail address ဒီ ace.challen.mm2025@gmail.com ဒီကျွန်တော်ရဲ့ဒါ address ပေါ့နော် address ဘောနော်လိပ်စာတခုဆိုပြီးတော့မှရလာပြီ next ကိုထပ်နေမယ် okay ဒါကကျတော့သူက privacy အတိုင်းတွေကိုကျွန်တော်တစ်ချက်ဖော်ပြထားပြီးတာဖတ်ခြင်းလဲဖတ်ပါအခုကျွန်တော်တော့မဖတ်တော့ဘူးအောက်မှာ i agree ဆိုပြီးတော့မှတန်းဝင်သွား மாலைமே အဲ့ဒါဆိုရင်ကျွန်တော်ဂျီမေးကောင်ရသွားပြီဒီဘက်မှာကျွန်တော်တစ်ချက်ပြန်ထွက်လိုက်ဒီဘက်မှာ Google တဲ့ကိုတစ်ချက်ဝင်ကြည့်လိုက်ဒါဆိုဟုတ်အောင်ဆုံးမှာ is.channel.mm2025 @gmail.com ဆိုရပါဒါဆိုဂျီမေးကောင်ရသွားပြီဒီလိုမျိုးဂျီမေးအကောင်ရသွားမှာအခုပြဿနာဆက် what သွားပြီဆိုများတော့ပြင်လူတော်များကဂျီမေးကောင်ရသွားပြီဒါဆိုလို့ရှိရင် channel feature တွေအကုန်လုံးတုံးလို့ရပြီဆိုပြီးတော့မှ like တုံးကြတော့တယ်ဒီလိုမျိုးတုံးလိုက်တဲ့အတွက်ကြောင့်မို့လို့ကို့အနေနဲ့ဂျီမေးအကောင့်ဒီ address ကသူများစီကိုမေးဖို့တာပဲဖြစ်ဖြစ်သူများစီကနေပြီးတော့အကြောင်းအရာတစ်ခုခုကိုကို့အနေနဲ့ website တစ်ခုခုဝင်သွားတာပဲဖြစ်ဖြစ်ဒီဂျီမေးကောင် address ကပါသွားရော password ကလည်းအကြောင်းအရာမျိုးမျိုးကြောင့်အကြမ်းတူတယောက်က hack လိုက်မယ်ဆိုလို့ရှိရင် gmail account ကို password ကိုပါသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကို dg mail account နဲ့သုံးထားတဲ့အကြောင်းအရာအကုန်လုံးကိုတခြားတယောက်ကလွင်လင်းတကူသုံးလို့ရတော့အဟက်ခံလိုက်ရပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က dg mail account ကိုပုံမလုံးဂျုံစိတ်ချရတဲ့ account ဖြစ်လုံးမယ်ဟဲ့ဘွာဟာတစ်ချက်ပြန်ထွက်ဒီဘက်မှာ additional setting ရနေလေတစ်ချက် ပြန်ထွက်လာဒီဘက်မှာ Google ထဲကိုတစ်ချက်ထပ်ဝင်ပါမယ်ဒီထဲမှာခုနကကျွန်တော် Google Service နဲ့ဝင်ထားတဲ့အကောင့်ကရှိနေပါမှာဆိုလို့ရှိရင်တစ်ချက်ဒီအကောင့်ကိုပုံမလို့ကြုံအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီဘက်က Area Address လေးကိုတစ်ချက်နဲ့ Manage Your Google Account ဆိုတာရှိတယ်အဲ့ဒီထဲကိုတစ်ချက်ဝင်ဒါဆိုလို့ရှိရင် Google Account လေးကိုတစ်ချက်ဝင်သွားပြီ Vocabulary Phone ဖုန်းနံပါတ်ထည့်ဖို့အတွက်ကိုချက်ချင်းတောင်းတယ်ကိုကဒီမှာကိုအမြဲတမ်းသုံးတဲ့ဖုန်းနံပါတ်ကိုတစ်ချက်ထည့်ထားပေးပါတခြားတစ်ယောက်က Gmail Address ကိုကိုရဲ့ Password ကိုသိပြီးတော့တခြား device ထဲမှာပေါ့နော်ဝင်လိုက်တယ်ဆိုလို့ရှိရင်တော့ကိုကဒီမှာဖုန်းနံပါတ်ထည့်ထားလိုက်မယ် ဆိုလို့ရှိရင်သူ့အနေနဲ့နောက်တစ်ဆင့်ဝင်ဖို့အတွက်ကို သူ့စီမှာဝင်ဖို့အတွက်ကိုဘာလိုအပ်လဲဆိုလို့ရှိရင်ဖုန်းနံပါတ်နဲ့ OTP ကုတ်လာတောင်းတယ်အဲ့ဒီ OTP ကုတ်ရမှသာလေရင် तू ကအဲ့ဒီအကောင့်ကိုအဲ့ဒီ device ထဲမှာဒါမှမဟုတ် तू ရဲ့အဲ့ website တခုထဲမှာဝင်လို့ရနောက်မှတော့ဝင်လို့မရဒါပေမဲ့အခုလက်ရှိတော်တော်လောအခြေအနေရမြန်မာနိုင်ငံမှာဖုန်းတွေကို OTP ကုတ်လုံးဝမချပေးတာဘူးအဲ့တော့ကြောင့်မလို့တော့ app recovery ဖုန်းကိုတော့ထည့်လို့မရဘူးဒါပေမဲ့နောက်ပိုင်း OTP ကုတ်ပြန်ကြရလေဆိုလို့ရှိရင်တော့ဒီ app recovery ဖုန်းကိုမဖြစ်မနေထည့်တာပါ security and sign ရှိတယ်အဲ့ဒီတော့တချို့ဝင်လိုက်ဖုန်းနံပါတ်မဖြစ်မနေထည့်ဖို့အတွက်တောင်းဆိုတယ် ဖုန်းနံပါတ်မထည့်နဲ့အောက်မှာ recovery email ကိုတချို့ပဲလာဒီအပိုင်းကကြတော့ do set verification အနေနဲ့ထည့်တာကိုအနေနဲ့တခြားလူတယောက်ကတော့ email ကို password ကိုသူ့အနေနဲ့သိလို့ဝင်သွားတယ်ဒါပေမဲ့ဒီ recovery email ထည့်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီ recovery email မှာ OTP code လာကြတယ်အဲ့ OTP code ကိုအဲ့ device မှာသွားပြီးတော့ထည့်မှသာလေဝင်လို့ရအောင်နောက်မှသာသူ့ကိုဝင်လို့မရအောင်အဲ့တော့ကြောင့်မလို့ဒီ recovery email ထည့်ဖို့ကအရန်အရေးကြီးတယ် recovery email ကိုဘယ်လိုမျိုးထည့်မလဲဆိုလို့ရှိရင်ကိုယ့်စီမှာတခြား Gmail account တစ်ခုခုရှိတယ်ဆိုလို့ရှိရင်ရှိတဲ့ account ထည့်ဒါမှမဟုတ်ဘူးကွာ Gmail account မှမဟုတ်ဘူးတခြားအောက်မှာ Outlook တို့ဘာတို့မှသုံးတယ်ဆိုလဲ Outlook account ရှိတယ်နောက်က ယခုလိုပါလို့သုံးမယ်ဆိုရင်ယခုအကောင့်ရှိရပါတော့။ဂဲကထုတ်ထားတဲ့အကောင့်မှမမဟုတ်ဘူးကြိုက်တဲ့ address တစ်ခုကိုထည့်လို့ရ။ဒီမှာတော့ကျွန်တော်က Google ကထုတ်ထားတဲ့ Google account တစ်ခုကိုပဲကျွန်တော်ထည့်လိုက်မယ်။ဘယ်ကထုတ်ထားတဲ့ address တစ်ခုထည့်ပြီးတော့မှ save လုပ်လိုက်တယ်။အဲ့ဒီမှာသူ OTP code လာပြီးတော့တောင်းပြီ။ OTP code လာတောင်းတာဖြစ်တော့ကြောင့်မလို့ကျွန်တော် Google က Google account ကိုသွားပြီးတော့ OTP code ကိုဒီမှာလာပြန်ထည့်ပေးမယ်။ Okay ။ဒီမှာပြီးသွားပြီဆို verify တစ်ချက်နဲ့ပေးလိုက်မယ်။ကျွန်တော် Gmail ရဲ့ address နဲ့ဒီ password ကိုသိရင်တော့မှဒီ Gmail account ကနေပြီးတော့ OTP code ကြားတဲ့ပုံကိုမထည့်ရင်ဒီ account ကိုလုံးဝဝင်လို့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့ကိုကဒီ account ကိုပြင်ဆင်လို့တော့ရတယ်။ delete နေပြလိုက်လို့ရ တယ် delete နေပြီးသွားပြီဆိုလို့ရှိရင်တခြား account တစ်ခုခုကိုပြန်ပြီးပြောင်းလဲပြင်ဆင်ပြီးထည့်လို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီ account ပဲထည့်လိုက်ပြီးပြန်ထွက်လိုက်အောက်မှာ recovery email ထည့်ပြီးသွားပြီဖုန်းနံပါတ်ကတော့အခုလတော်တော်အနေထားနေတော့ကျွန်တော်မထည့်သေးဘူးနောက်တစ်ခါကျတော့ Google Pro မှာကျွန်တော်အခုလက်ရှိနေနေပေါ့နော် Redmi Note 11 device နဲ့ကျွန်တော်ဒီ Google account ကိုဝင်ထားတယ်နောက်တစ်ခါကျတော့ manage device ဒီ Google account ကိုဒီ device တစ်ခုထဲမှာဝင်မှုတခြား computer ကျွန်တော်ရဲ့နောက်တစ်ခါ tablet ဒီမှာတောင်းခွင့်မယ်ဆိုလို့ရှိရင်ဒီထဲမှာ your device အနေနဲ့ဒီ Google account တစ်ခုထဲကို device ဘယ်နှခုလောက်မှဝင်ထားပါလဲဆိုပြီးကြတော့မှသူကလာပြပေးမှာအဲဒီမှာဆိုလို့ကျွန်တော်ကို manage လုပ်လို့ရတယ်ကို့အနေ နဲ့ပုံမတိရဲ့ device တစ်ခုခုကဒီထဲမှာဝင်နေပြီဒီ account Google account ကိုဝင်ထားပြီဆိုလို့ဒီမှာလာပေါ့အဲ့ဒါဆိုလို့ချင်းအဲ့ဒီ Google account ဒီဝင်ထားတာဒီကိုယ့်ရဲ့ device မဟုတ်ပါဘူးဆိုပြီးတော့တော့တစ်ခါတက်ဖြတ်ပလိုက်ရဒီ Google account ကိုပဲတခြား device တစ်ခုမှဝင်လိုက်တယ်ကျွန်တော်ရဲ့ computer တစ်ခုမှသွားဝင်လိုက်တယ်အဲ့ဒီမှာဆိုလို့ချင်း your device တဲ့ reset နေမှာပဲ your device device ကနှစ်ခုဖြစ်သွားပြီအပေါ်ကတော့ကျွန်တော်အခုလက်ရှိသုံးနေတယ်ဖုန်းရဲ့ device နောက်တစ်ခုကတော့ computer computer ထဲမှာဆိုလို့ချင်းကျွန်တော်ဒီ Gmail account ဒီခု ပါတာကိုဒီကွန်ပျူတာထဲမှာဝင်နေဆိုလို့ရှိရင်ကွန်ပျူတာထဲမှာဝင်နေပေါ့ဒါမှမဟုတ်ဘူးကိုကဒီကွန်ပျူတာနဲ့ဝင်တာဒီကိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုကောင်ကိုတခြားလူတယောက်ကဝင်သုံးနေပါပြီလို့ကိုကတခါတန်းပြီးတော့ သိနိုင်တယ်အဲ့ဒါမျိုးဆိုလို့ရှင်တော့ဒီ window ကိုတစ်ချက်နှိပ်လိုက်အဲ့ဒီမှာအောက်ကိုနည်းနည်းတစ်ချက်ဆွဲပြီးတော့တော့မှဘေးနာ error ကိုတစ်ချက်နှိပ်ကွန်ပျူတာအသည်ကိုယ့်ရဲ့ကွန်ပျူတာမဟုတ်ဘူးဆိုဒီဘက်မှာ sign out ဆိုပြီးတော့တော့မှတစ်ခါလဲတန်းပြီးတော့လုံလိုက်လို့ရပါတယ်ဒီမှာကျွန်တော်တစ်ခါလဲအဲ့ဒီကွန်ပျူတာကို sign out တစ်ခါလဲတန်းလုပ်ပြမယ် sign out ကိုယ်ခဲကောင်ဒီတခြားကွန်ပျူတာမှာလုံးဝမရှိတော့ဘူးဒါပေမဲ့အဲ့လိုမျိုးပေါ်လာတဲ့ကိုယ့်ရဲ့ device လည်းမဟုတ်ဘူးဆိုတော့တစ်ချက်တည်းထားပါဒါဆိုလို့ရှင်တော့ကိုယ့်ရဲ့ gmail ကောင်ဒီနည်းနည်းကျိုးပေါက်မှုရှိနေပြီဆိုတော့ကိုသိနိုင်ပါတယ်ဒါဆိုတစ်ချက်ပြန်ထွက်လိုက်မယ် two step verification ကိုတစ်ချက်ဝင်လိုက်မယ် ။ passkey ကတော့ဘာအတွက်အသုံးပြုလာလဲဆိုလို့ရှိရင်ကို့အနေနဲ့ဒီ Google account ကိုဝင်တဲ့ခါမှာ password ကိုရိုက်ခဲ့ပြီးတာမလိုဘူးပေါ့နော်။ဒီ passkey နင်းလိုက်တာနဲ့တင်ကို့ရဲ့ device မှာထည့်ထားတယ်။ဒါ fingerprint တွေ face ID တွေနောက်တစ်ခါ password တွေပေါ့နော်။ဒီ device ရဲ့ password ကိုထည့်ထားလိုက်တာနဲ့တင်ဒီ device ကတခါလေကို့တစ်ပိုက်ဖြစ်တယ်ဆိုတော့တန့်တည်ပြီးတော့မှ Google account ကိုတခါလေတန်းပြီးတော့ဝင်သွားတဲ့အိစာမျိုးတွေမှာ passkey တွေထည့်ထားဖို့လိုတယ်။ security key ကတော့တခြားသော device တွေပေါ့ USB တွေနောက်တစ်ခါ Bluetooth နဲ့ NFC တို့ကိစ္စမျိုးတွေမှာလည်းတွက်ချပြီးတော့မှတန်းပြီးတော့ security key နေနဲ့သုံးတာ။ဒီ passkey ရဲ့ security key တွေကိုထည့်ထားလိုက် ချင်းအဖြစ်လဲ cyber attack တွေနဲ့တခြားပေါ့နော်ဟို online ကနေပြီးတော့လိမ်လည်မှုတွေကိုအတိုင်းအတာတစ်ခုပြီးပြောက်သွားပေးနေတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ဒီ pass key ထည့်တာမတူတဲ့အခါမှာကိုယ့်ရဲ့ Google account ကိုကိုယ့်ရဲ့ဖုန်းနဲ့ပဲဝင်တဲ့အခါမှာဆိုလို့ရှိရင် password ရိုက်ထည့်ပေးနေတယ်။မလိုတော့ဘူး။ဒီဘက်က pass key account နဲ့လိုက်တာနဲ့တင်ဒီ password ကိုရိုက်ထည့်ကြမလိုဘဲနဲ့တန်းဝင်သွားတယ်။အဲဒါဆိုကိုယ့်ရဲ့ Google account address data တိပြီးတော့မှအောက်က password ကိုတိမဟုတ်တော့ဟောလက်ဘွေတွေနောက်တစ်ခါကိုယ့်ရဲ့ face ID ကရှိနေတာဖြစ်လို့တော့ကျွန်တော်တခြား device နဲ့ဝင်ဖို့ကအရန်ခက်ပါတယ်။အဲဒီတော့ကျွန်တော်တို့ pass key and security key ကိုတစ်ချက်လုံနာတင်ပါတယ်။ pass key and security key တွေကိုထပ်ဝင်မယ်။ Redmi Note 11 ေကိုတစ်ချက်သွားလိုက်ဒီမှာဆိုတော့ကိုကပထမဆုံးစတင်ပြီးတော့ pass key ထည့်ဖို့အတွက်ဆိုလို့ရှင်တော့ဒီကိုကဲကောင်လားဆိုပြီးတော့မှအမှတ်ပေးတဲ့ next ကိုထပ်သွားအဲ့ဒီမှာကိုနက်ကကျွန်တော်တို့ကိုကဲကောင်ဖွင့်တော့ password ကိုပြတ်ထည့်ပေးရမယ်ထည့်ပြီးတော့ရင် next ကိုတစ်ချက်နဲ့ okay အဲ့ဒီမှာဆိုလို့ရှင်တော့ pass key အနေနဲ့တော့ထည့်ပေးလို့ရပြီ pass key အနေနဲ့ save လုပ်လိုက်မယ် save ဒီမှာတော့ကျွန်တော် home address ကိုတော့မထည့်ထားတော့ဘူး skip လုပ်လိုက်မယ်ဒီတစ်ပိုင်းမှာပဲကျွန်တော်တို့ pass key တွေပါတဲ့အကုန်လုံးကိုထည့်ပြီးသွားပြီအဲ့ဒါဆိုလို့ရှင်ရင် central data and publicity โอเคဒီဘက်မှာပြန်ပေးလိုက်ပက်စကီရုပ်ပြီးသွားပြီဒါဆိုလို့ရှိရင်ဒီဒီဘိုင်းမှာပဲပက်စကီရဲ့ security နေတောက်ကိုကျွန်တော်တို့ထည့်ပြီးသွားပြီဒီဘက်မှာပက်စကီရဲ့ security key ရောက်တစ်ချက်ဝင်လိုက် wall packing အနေနဲ့ redmi note 11ဒီ wall packing အနေနဲ့ဝင်သွားတာကိုတွေ့ရပါလိမ့်မယ်โอเค password change ရနေဆိုလို့ရှိရင်တော့ဒီရောက်က password ကိုတစ်ချက်လုပ်ပြီးသွားတော့မှာဒီဘက်မှာပေါ့နော် new password ကိုထည့်လို့ရတယ်ပေါ့နော် new password တစ်ခုထည့်ပြီးတော့မှ password change လို့ရပါတယ် personal information တွေကိုတစ်ချက်ဝင် profile picture အနေနဲ့ထည့်ချင်လို့ဆိုလို့ရှိရင်တော့ဒီမှာဝင်ထည့်ရတယ် personal information အောက်က profile picture ပမာပတ်တော်ရင်တော့ကျွန်တော်တို့ရဲ့ဒီနာမည်အစဖြစ်တဲ့ AO တစ်ချက်ပေါ်ပြထားတယ်ပေါ့နော်အဲ့ဒီ AO တစ်ချက်နှိပ်လိုက်အဲ့ဒီမှာ app profile picture ကိုတစ်ချက်နှိပ်ပုံလေးတွေတစ်ချက်ပေါ်ပြထားတယ်ပေါ့နော်ဘာလို့အဲ့ဒါကိုထည့်ချင်တာမဟုတ်ဘူးကိုယ့်ရဲ့ပုံကိုပဲထည့်ချင်တယ်ဆို device ထည့်ကိုတစ်ချက်သွားအဲ့ဒီမှာ browse or take a photo ကိုတစ်ချက်နှိပ် အဲ့မှာကင်မရာဆိုလို့ရှိရင်တော့ကိုတခါလေးဓာတ်ပုံရိုက်ထည့်လိုက်တာဒါမှမဟုတ် photo and video တွေရနေထည့်ကြတယ်ဆို photo and video niche ကို name save app profile picture ကိုတစ်ချက်နဲ့ပုံကို upload တင်ပြီးသွားပါပြီကိုအနေနဲ့ဒီ Google မှာတခါလေး account ဖွင့်လိုက်ပြီးဆိုတာနဲ့ဒီ Google service တွေကိုတစ်ချက်ဝင်လိုက်ပြီး Google service တွေမှာဆိုအောက်မှာ family group ဆိုတာရှိတယ် သူ့ရဲ့မိသားစု6ယောက်လောက်ထိကိုသူကလက်ခံတယ်မိသားစု6ယောက်ရဲ့ဂျီမေးအကုန်လုံးကိုဒီ family group ထဲထည့်ထားလိုက်မယ်ဆိုဒီ group မှာရှိတဲ့ဒီ6ယောက်လုံးဒီကိုယ့်ရဲ့မိသားစုအဖွဲ့ဝင်ဆိုပြီးတော့တော့မှကိုကဲကိုမှာ group ဖွဲ့ထားလိုက်တာအဲ့ဒီတော့ကြောင့်မဘာတွေအတုံးတက်လဲဆိုလို့ရှိရင်ဥပမာကိုယ့်ရဲ့သားသမီးအကောင့်အနေဖြစ်တဲ့သူတွေကဘယ်နေရာမှာရှိနေလဲဆိုတာကိုလည်းလှမ်းပြီးတော့ချက်နိုင်တယ်နောက်တစ်ခုကကျတော့ကိုယ့်အနေနဲ့အကြောင်းအရာတစ်ခုခုကြောင့်ကိုကဲကစာပြတစ်ခုခုကိုဝယ်လိုက်တယ်ဆိုလို့ရှိရင်လည်းဒီပြန်တဲ့လူတွေအကုန်လုံးကပွားပြီးတော့မှပေါင်းပြီးသုံးနိုင်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မှ family group ကအရင်အဆင်ပြေတယ်နောက်တစ်ချက်အနေနဲ့ကျတော့ဥပမာကိုကကိုယ့်ရဲ့သားသ မိတွေအကုန်လုံးကို4ပေးသုံးတဲ့အခါမှာဟို4 my child အနေနဲ့နှကောင်းတစ်ခုဖွင့်ပြီးပေးထားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီကလေးတွေကကိုကမိဘအနေနဲ့ဘယ် application မျိုးတွေကိုဝင်နေတယ်သူ့အနေနဲ့ဖုန်းကြည့်တဲ့ကြာချိန်တွေကဘယ်လောက်ဖြစ်လဲဆိုတော့ကိုလည်းဒီ family group တွေကနေပြီးတော့တန့်ပြီးချက်လိုက် container ကိုတချက်နှိပ်လိုက်အဲ့ဒီမှာ create a family group ဆိုပြီးတော့တော့မှာတချက်နှိပ်လိုက်အဲ့ဒီမှာဒီ account နဲ့ confirm လုပ်မယ်ဆိုပြီးတော့တော့မှာ confirm ဟုတ်ပြီဒါဆိုလို့ရှိရင်သူတို့ကို assessment information ပေါ့နော်ကိုယ်အနေနဲ့သူတို့ကိုမိသားစု group ဖွဲ့ပြီးပြီးလာပေးမှာလားသို့တော့ပြီးတော့မှပေးတယ်ဒီမှာတော့ကျွန်တော် note အနေနဲ့လုပ်လိုက်မယ်ဒီဘက်မှာ tag in email ဆိုပြီးတော့မှကိုယ့်ရဲ့မိသားစုဝင်ဒီ Gmail account တွေကိုဒါမှမဟုတ် email account တွေကိုထည့်လိုက်တာနဲ့ဒီမိသားစု group တင်းလေးတစ်ခုဖြစ်သွားပါမယ်ဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်မထည့်သေးဘူး skip တစ်ချက်လုပ်လိုက်မယ် got it family group တချို့ဝင်လာဒါသူ group တခုပြသွားပါပြီ။အော် parental control ကနေပြီးတော့မှပုံမှန်ချိုင်းအကောင့်အနေနဲ့ကိုယ့်ရဲ့ကလေးတွေကိုဖွင့်ပေးရတယ်ဆိုလို့ရှိရင်တော့ parental control ကနေတွားပြီးတော့မှကိုယ့်ရဲ့တာသမီအကောင့်တွေကိုစီမံခန့်ခွဲလို့ရပါတယ်။ဒီကွာကို phone တစ်လုံးကနေတစ်လုံးပြန်ချိန်တဲ့အခါမှာကိုယ့်ရဲ့ browsing history တွေနောက်တစ်ခါကို browser မှာဒီကိုကနေပတ်သက်ပြီးတော့မှ Chrome မှာဘာတွေရှာလာခဲ့လဲ။အော်နောက်တစ်ချက်အနေနဲ့အဲ့ဒီကနက application မှာအော် content နဲ့အဲ့ဒီ phone မှာရှိတဲ့ contact ဖုန်းနံပါတ်တွေအကုန်လုံးတွေကိုကျွန်တော်တို့အနေနဲ့ဟိုအဲ့ဒီမှာသုံးခဲ့တဲ့ဖုန်းနံပါတ်တွေအကုန်လုံးဒီဖုန်းအသစ်မှာပြန်ရိုက်ထည့်နေရတယ်။အဲ့လိုပုံစံမျိုးအနေနဲ့နောက်ပိုင်းရိုက်ထည့်စရာမလိုဘူး။ကိုကဒီ Google account တစ်ခုမှာပဲဒီ phone number မှာဒီ Google account မှာပဲကိုယ့် information တွေအကုန်လုံး scan ဖတ်ခန်းထားလိုက်မယ်ဆိုလို့ရှိရင်နောက် phone account ကိုတစ်ခုတည်းကပ်အခါမှာလဲနောက် phone account မှာအဲ့ Google account ထည့်ပေးသွားလိုက်ပြီဆိုတာ ਨੇ အဲ့ဒီ Google account မှာရှိတဲ့ scan လုပ်ထားခဲ့တဲ့ photo တွေနောက်တစ်ခါ content တွေအကုန်လုံးဒီ phone တွေကိုတစ်ခါတန့်ယူပြီးသားဖြစ်သွားလိမ့်မယ်ဒါမှပြန်ပြီးတော့ရိုက်ထည့်နေကြမလို့ဘူးအဲ့ဒီ feature တခုရှိတယ်။အဲ့ဒီ feature ကိုဝင်သုံးမယ်ဆိုလို့ရှိရင် additional setting တွေကိုတစ်ချက်သွားအောက်မှာ account and scan ဆိုတာကိုတစ်ချက်ဝင်လိုက်။အဲ့ဒီမှာ Google တွေကိုတစ်ချက်ဝင်။ Auth channel အမှတ် ဒီထဲကိုတစ်ချက်ပြန်လိုက်အဲ့ဒီမှာကျွန်တော်အနေနဲ့ကလင်နာတွေဒီဖုန်းထဲမှာရှိတဲ့ကလင်နာတွေဟောနောက်တစ်ခါ content ကိုဖုန်းနံပါတ်အပိုင်းနေနောက်တစ်ခါ Google ကလင်နာတက်ဆန်ကလင်နာဆိုပြီးတော့တော့မှဒီကောင်လေးအကုန်လုံးကို scan ဖတ်ထားခဲ့လိုက်ဖုန်းနံပါတ်တွေကိုတခြား DG မေးကောင်နဲ့တုံးထားတဲ့တချို့ browsing history တွေအရသာတခါလေးတမ်းပြီးရရှိလာမှာပဲဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ကိုကမဖြစ်မနေဖုန်းတစ်လုံးကနေတစ်လုံးချိန်မယ်ဆိုလို့ရှိရင်လည်း Google account တစ်ခုဖွင့်ဒီဘက်မှာ account ထဲမှာအကုန်လုံး scan မှတ်လိုက်နောက်ထပ် Google account တစ်ခုနောက်တစ်ပိုင်းမှာ online တန်းနေရင်ပြဿနာကိုဖြေရှင်းပြီးသားဖြစ်ပါလိမ့်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားရင်တော့မှာ Google ောင့်ကိုတည်တည်ကြကြစနစ်တကျဖွင့်နိုင်တော့မယ်လို့ညွှန်လဲပါတယ်။ Google အကောင့်နဲ့ပတ်သက်ပြီးတော့မှအဆင်မပြေတာများတစ်ခုခုရှိတယ်ဆိုလို့ရှိရင်အောက်ကကွန်မန့်မှာဝင်ရောက်ရေးခဲ့နိုင်ပါတယ်။ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးဘူး subscribe လုပ်ထားပေးခြင်းဖြင့်ကူညီပေးပါဦး။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။